ားလုံးပဲမင်္ဂလာပါဆိုမိမှကျန်လုံးကနေကြိုဆိုပါ၏နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည်အကြံဖတ်တပုံ CAA ကဇိုမီတက်မရိုကိုတိုက်ခိုက်ဇွန်လ9ရက်နေ့မနက်မှာတွန်းဆန်းမြို့နယ်ငေါ်ကွေရွာရှိဇိုမီတက်မရိုစခန်းကို88အကြံဖတ် CAA ကောင်စီတက်မှစစ်မျက်နှာ၄ချောင်းခွဲပြီးတွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါသည်အဆိုပါအကြံဖတ်သမား CAA ရဲ့တွားရောက်တိုက်ခိုက်မှုကြောင့် နှစ်ဖက်နှစ်နာရီအချိန်ကြာတိုက်ပွဲပြင်းထန်ခဲ့ကြပြီး CIA ကောင်စီဘက်မှ ခုနှစ်ဦးကြဆုံးခဲ့ပြီးတချို့ CIA ရဲဘော်များသည်ဇူမီတက်မတော်လက်ထဲ၌ဖမ်းဆီးခံခဲ့ကြရဟု သိရပါသည်ဇူမီတက်မတော်ဘက်ကနှစ်ယောက်ဒဏ်ရာရရှိခဲ့ပြီးထန်းစိန်ချွသိန်ဘက်မှဇူမီတက်မတော်ရဲဘော်များစစ်ကူလာရောက်သည့်အခါအကြမ်းဖက် CIA တပ်ဖွဲ့သူများများသည်ထန်းစိန်ဘက်သို့ပြန်လည်နောက်ဆုတ်သွားခဲ့ကြရဟု သိရပါသည် ပီယိုအေထံမှပြစ်ချခံရသောတိုက်လေရင်အပြည့်အကြောင်းစစ်ကောင်စီမှဆက်ချုပ်ရင်းဟုမမှန်သည့်သတင်းထုတ်ပြန်။သခိုင်းတိုင်းပလဲမြို့နယ်တွင်ပြစ်ချခံရသည့်တိုက်လေရင်ပြစ်ချမှုကိုစစ်ကောင်စီကဆက်မှုချုပ်ရင်းမှုကြောင့်ဖြစ်သည်ဟုမမှန်သောသတင်းထုတ်ပြန်ခဲ့သည်။ ယနေ့စွန်း30ရက်နေ့မွန်းလွဲ7နှစ်နာရီဆက်9မိနစ်အချိန်ခန့်တွင်ပလဲမြို့နယ်ကန်းတောင်ရဲစခန်းသိမ်းရေးတိုက်ပွဲအတွင် POA ပြည်သူ့လူမျိုးရေးတပ်မတော်ကဘုံကျဲလာသောစစ်ကောင်စီတပ်၏ဇက်တိုက်လေင်တစ်စီးကိုပစ်ချနိုင်ခဲ့သည်အဆိုပါတုံ့ပြန်မှုအကြောင်းစစ်ကောင်စီကဆက်ချုပ်ရင်းမှုကြောင့်တိုက်လေရင်ပြစ်ချခဲ့သည်ဟုသတင်းထုတ်ပြန်ခဲ့တော်လဲ POA ဘက်မှအဆိုပါပြစ်ချသည့်လေရင်၏တပ်ပုံများကိုထပ်မံဖော်ပြခဲ့ခြင်းဖြင့် စစ်ကောင်စီ၏အဆိုအရသတင်းအမှားဖြစ်ကြောင်းပုံမှန်ထက်ပုံမရှင်းလင်းစွာပြသနိုင်ခဲ့သည်စစ်ကောင်စီသည်တိုက်လေရင်သို့မဟုတ်စစ်ရဟတ်ရင်များပြည်ကြမှုတိုင်းကိုစက်ပစ္စည်းချို့ယွင်းမှုကြောင့်ဖြစ်သည်ဟုဇက်တိုက်အမြဲတမ်းမမှန်သည့်သတင်းများထုတ်ပြန်လေးရှိသည်မေလာ20ရက်တွင်လည်းကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာပို့နေသောစေဟတ်ရင်နှစ်စီးကို KIA ကချင်လူမျိုးရေးတပ်မတော်မှ အသေးခံဒရုန်းများဖြင့်ပစ်ချခဲ့ရာတွင်လည်းစစ်ကောင်စီက ထိုးပြက်အကြောင်းကိုစက်ချွေရမှုကြောင့်ဖြစ်သည်ဟုအလားတူသတင်းထုတ်ပြန်ခဲ့သည်။အမေရိကန်တနိုင်ငံလုံးတွင်ဆန္ဒထုတ်ပေါ်မှုများဖြစ်ပွား။ Los Angeles မြို့တွင်စီးလုံးညီညွတ်မှုကိုပြသရန်ဖြင့်အမေရိကန်နိုင်ငံနှင့်အပြားရှိမြို့ကြီးမြို့ငယ်များ၌ပြည်သူအများအပြားလမ်းမကြီးများပေါ်ထွက်၍ဆန္ဒထုတ်ပေါ်မှုများပြုလုပ်နေကြသည်။ ဇွန်လ9ရက်တွင်တက္ကသပြည်နယ်ရှိ အော့စတင်နှင့်ဒါလန်မျိုးတို့တွင်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်စစ်ဆေးရေးအဖွဲ့ ICE ကိုဆန္ဒမပြတ်ဖော်ပြခဲ့ကြသည်အော့စတင်မျိုးတွင်ဆန္ဒပြသူတရာကျော်ကစိုင်းပုတ်များအလံများကင်ဆောင်က ICE ယုံနီးသို့ခြိတက်ခဲ့ပြီးအေးစလိုမရှိဟု ကျွေးကြော်ဆဲဆိုခဲ့သည့် ထိုစုဝေးမှုကိုဩစတင်ရဲတပ်ဖွဲ့ကတရားမဝင်ဆန္ဒပြမှုအဖြစ်သတ်မှတ်ပြီးလူစုခွဲရန်တတိပေးခဲ့ကနောက်ဆုံးတွင်မျက်ရည်ယိုပုံးသုံးပြုပြီးလူစုကိုပြန်ဖြန့်ခဲ့သည်ဟုသိရသည်။ဒါလက်မျိုး၌လည်းလူလေးရဝင်းကျင်ကမာဂရက်ဟန်ဟေးတရားပေါ်တွင်ငင်းချင်းစွာစုဝေးဆန္ဒထုတ်ပေါ်ခဲ့ကြသည်ဟု Dallas Morning News သတင်းစာက ဖော်ပြသည်ထို့အပြင် Florida, Boston, Massachusetts နှင့် ်ဦးစတန်အပါဝင် နိုင်ငံအနှံ့ရှိအခြားဒေသများ၌လည်းဆန္ဒထုတ်ဖော်မှုများဆက်လက်ဖြစ်ပွားနေသည်ထိုချီနေပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြို့သားအဆောက်တသားများနှင့်မရင်းတပ်သား900ခန့်ကို လော့စ်အိန်ဂျလိစ်သို့ပေးပို့ကာဆန္ဒပြမှုများကိုနှိမ်နင်းခဲ့သည်ထိုရေးပေါ်ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဘီနီယူဆန်က ထရန့်အစိုးရကိုတရားစွဲမိဟု ကြေညာထားသည်အစ္စရေးစစ်တပ်က ဟမ်မတ်စစ်ကောင်းဆောင်စင်ဝါဤရုပ်အလောင်းဖော်ထုတ်တွေ့ရှိအစ္စရေးစစ်တပ်ကဂါဇာမြို့ရှိဟမ်မတ်တပ်ဖွဲ့ဤစစ်ရေးကောင်းဆောင်မိုဟာမက်စင်ဝါဤရုပ်အလောင်းကိုဖော်ထုတ်တွေ့ရှိခဲ့ကြောင်းထုတ်ပြန်လိုက်သည်အဆိုပါရုပ်အလောင်းကိုဂါဇာတောင်ပိုင်းခန်းယူနစ်တွင်တည်ရှိသည့်ဥရောပဆေးရုံအောက်ရှိဥမင်လှိုင်းတစ်ခုအတွင်းမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု အစ္စရေးဘက်ကဖော်ပြသည်သို့သော ဟာမတ်ဘက်က စင်ဝါဤတည်ဆုံးမှုကိုယနေ့အထိတရားဝင်အတည်ပြုခြင်းမပြုရသေးပါဣသရေတပ်ဖွဲ့သည်စင်ဝါဤရုပ်အလောင်းကိုနာဆန်းတတ်မှုနှင့်ခန္ဓာကိုယ်မှပစ္စည်းထောက်ထားများဖြင့်စစ်ဆေးပြီးနောက်အတီးပြုတ်နိုင်ခဲ့ကြောင်းဆိုသည်အသက်49နှစ်အရွယ်စင်ဝါမှာမေ13ရက်နေ့ကဣသရေလေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းတေဆုံးခဲ့သည်ဟုရင်းဖွဲ့ကဆိုသည် ရင်းတိုက်ခိုက်မှုတွင် အခြားပုဂ္ဂိုလ်28ဦးလည်းအသက်ဆုံးရှုံးခဲ့ပြီးဒဏ်ရာရသူများစွာရှိခဲ့ကြောင်းဖော်ပြထားသည်ထို့ပြင်စင်ဝါဤယိုလောင်းကိုဟာမတ်ဤရာဖာတက်မဟာမတက်မှုမိုဟာမတ်ဆာဘာနီဤယိုလောင်းနှင့်အတူတွေ့ရှိခဲ့သည်ဟုအစ္စရေးဘက်ကထပ်မံဖော်ပြသည် သူတို့နှစ်ဦး၏ပိုင်ဆိုင်မှုများအတွက်တီးခြားသည့်အထောက်အထားများကိုလည်းအတည်ပြုထားပြီးနောက်ထပ်စုံစမ်းမှုများဆက်လက်ပြုလုပ်နေသည့်အကြောင်းအစ္စရေးစစ်တပ်ကပြောကြားသည့်ထို့ပြင် အခြားသောရုပ်အလောင်းများလည်းတွေ့ရှိထားပြီးဒူးဖော်ခြင်းနှင့်စုံစမ်းမှုများဆောင်ရွက်ဆဲဖြစ်ကြောင်းလည်းဖော်ပြသည်။အစ္စရေးတပ်ဖွဲ့သည်ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင်ဥမင်၌တဖော်ထုတ်မှုကိုပြသရန်နိုင်ငံခြားသတင်းထောက်အဖွဲ့ငယ်တစုကိုခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ ဥရောပဆေးရုံအရှိတွင်မကြသေးမီကအတိတ်တူးဖော်ထားသောမြေတွင်ပေါက်တစ်ခုမှဝင်ရောက်နိုင်သည့်အဆိုပါဥမင်သည်ရှေလျာပြီးကျင်းမြောင်းသောမြေအောက်လမ်းကြောင်းအဖြစ်တည်ရှိကာအခန်းနှင့်လမ်းကြောင်းများစွာသို့ဆက်လက်ဦးတည်သွားကြောင်းရုပ်တံမှတ်တမ်းများ၌ပြသထားသည်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ကောင်းကောင်းလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်။